Hello အလုံးမဲမင်္ဂလာပါရှင်။အခုတစ်ခေါက်ပေါ့နော်လောပေးဝမ်းမဲ reading လေးကကြတော့အဲကုမလေးလေးနဲ့ပေါ့နော်တချို့လေးတွေဟွန်းမေးလာကြလို့ပါ။ဘာလေးလဲဆိုတော့ကွအခုပေါ့နော်ကိုကတော့လက်ရှိအိမ်အောင်ရှင်လေးပေါ့နော်ဒါပေမဲ့ကိုရဲ့တစ်ဖက်လူကပေါ့နော်ဒါနောက်တယောက်ထားနေတယ်အဲအရိဥစာကိုဖောက်ပြန်နေတယ်စသဖြင့်ပေါ့နော်အဲ့ဒါကိုကိုကတိသွားရတဲ့အခြေအနေတွေအဲ့လိုမျိုးလေးတွေတချို့လေးကြုံရတဲ့လူရှိတယ်တချို့ကြီးကြတော့လေ တိတော့တိတယ်ဒါပေမဲ့လည်းပေါ့နော်ဟွန်းဘယ်လိုပြောရမလဲဟိုဒီတိုင်းကြီးပဲပေါ့နော်ကြည်နေရတယ်ဆိုတော့ခြေနေမျိုးလေးရှုကြတော့လည်းတိသွားတဲ့ချိန်မှာလည်းဟိုရံဖြစ်ကြတာမျိုးတွေအဆင်ပြေဖြစ်ကြတာမျိုးတွေရှိကြတဲ့သူတွေဒီလိုမျိုးလေးတွေပါလိမ့်မယ်ပေါ့နော်ဒါဒီလို energy တွေရှိမှကြည်နော်မဟုတ်ရင်တော့မကြည်ပါနဲ့နော်ဒီလားအဲ့လိုမျိုးသူလေးတွေအတွက်ဒါ reading လေးကိုဖတ်ပေးမှဖြစ်တယ်အဲအရင်နေတုန်းကတော့အမက reading လေးတွေကိုပေါ့နော်ဒီမှာကိုပတ်တက် ီရှစ်ဖယ်ဆွဲပြီးတော့ကတ်တေကိုကြလာတာလေးကိုမှပိုင်ရီဒင်လေးရွေးခိုင်းတာပေါ့နော်အခုကတော့ဒီ on camera မှာပဲရှစ်ဖယ်ဆွဲပြရပါမယ်ဘာလို့လဲဆိုတော့တချို့လေးတွေကဘာလို့မဆွဲပြတာလဲဆိုပြီးတော့အဲ့လိုမျိုးမေးကြတာဆိုတော့လေပြောမှဆိုတော့ video တားရှေမှာဆိုလိုမှာကအဲ့လိုမျိုးပေါ့နော် on camera မှာဒီလိုမျိုးကတ်တေကိုမဆွဲပေးတာဖြစ်တယ်ပေါ့နော်အခုတော့အဲ့လိုသူလေးတွေလည်းပြောတဲ့သူလေးတွေလည်းရှိတဲ့အခါကျတော့လေဒါရှစ်ဖယ်ဆွဲပြီးတော့ဒါကြည့်ပေးပါမယ်နော်နည်းနည်းလေးတော့ ရှည်တော့ရှည်သွားမှာပေါ့နော်ဗီဒီယိုလေးကအဲ့တော့အခုကဒီမှာဆိုရင်ဩ sorry ရွေးဖို့ပြောဖို့မေ့ပါဒီမှာနော်ဒါကပိုင်း1ဒါကပိုင်း2အဲ့တော့ကိုဘယ်ဟာကိုရွေးမလဲရင်းဆုံးရွေးကြည့်လိုက်ဒါအိမ်အောင်ရေးလေးတွေနော်အိမ်အောင်ရှင်လေးတွေအိမ်အောင်ရေးတီးတန့်ပြောမှာဖြစ်တယ်ခုနကပြောလို့ကိုတစ်ဖက်လူကကိုကိုဖောက်ပြန်နေတယ်ဆိုရင်ဒီ reading ကို ကြည့်လို့ရပါတယ်နော် ဲ့တော့ရွေးပြီးပြီလို့ညို့ထင်ပါတယ်ဒါလေးကပိုင်ဝမ်းပေါ့နော်ပိုင်ဝမ်းလေးရွေးထားတဲ့သူလေးရဲ့ dream မကကြည့်ပြီးနေပိုင်ဝမ်းလေးရဲ့ပေါ့နော်အခုအိမ်အောင်ရွေးချင်နေကဘလိုတွေရှိလာမလဲတစ်ခါလူကပေါ့နော်အကယ်၍ဒီလိုမျိုးပေါ့နော်နောက်တစ်ယောက်နဲ့အမ်ဖောက်ပြန်နေတယ်လို့တန်လျာဝန်အောင်မျိုးပဲဖြစ်ဖြစ်တကယ်ပဲဖောက်ပြန်နေတာကိုဘဝတည်သွားတာပဲဖြစ်ဖြစ်ဒီအိမ်အောင်ရွေးချင်နေကဘလိုမျိုး session လုပ်ဆိုတာလို့ ရှိပြီလားဖြစ်ပါချင်းဟောနှစ်ကတောင်ကြာလာနော်အဲ့တော့နှစ်ကလုံးပဲယူလိုက်ပါမယ်อืมနှစ်ကလုံးကတော့အချိန်နေကမဘေးဆော့တဲ့ deck မှာလည်းဒါကိုတွေ့ရနော်နကလုံးကတော့ခြေနေကအင်းတိတ်တစ်ခုကကောင်းတယ်တစ်ခုကမကောင်းဘူးဆိုပြီးတော့ဖြစ်နေတယ်ဆိုတော့လေအင်း ီမှာအမမြင်ရတော့ပြောရမယ်ဆိုရင်တော့ကွာဒီအိမ်တော်ရင်းမှာဒီအိမ်တော်ရင်းမှာတစုံတယောက်ကတော့တော်တော်လေးကိုနာကျင်နေရတယ်ပင်ပန်းနေရတယ်နော်သူရောဆိုဒါကတော့ကိုလည်းဖြစ်ရင်ဖြစ်မှာပေါ့နော်ဘာလို့လဲဆိုတော့တစ်ဖက်လူကဒီလိုမျိုးကြီးတော်ပြီးတော့ထောက်ပြန်နေတယ်ကိုကိုကိုပေါ့နော်ဒါအဆင်မပြေတော့လို့ပဲဖြစ်ဖြစ်သူဒါတခြားတယောက်ကိုတွားပြီးတော့ပေါ့နော် သဘောကျမိတာတို့ချစ်တာမျိုးတွေပဲဖြစ်ဖြစ်ရှိသွားတဲ့အခါကျတော့ကိုယ်အနေနဲ့နာကျင်ရတယ်ပင်ပန်းရတာမျိုးတွေရှိတယ်။အဲ့တော့ကိုယ်အနေနဲ့ကဘာတွေဖြစ်နေမလဲဆိုတော့ကိုယ်စိတ်ကိုကိုယ်ဒီလိုမျိုးနာကျင်နေသည့်တိုင်အောင်မလှုပ်ပေးနိုင်ဘူး။နော်တကယ်ကိုစိတ်ကိုအရန်ကိုဘယ်လိုပြောရမလဲ။ကိုယ့်ကိုယ်ကိုပြန်ဆွဲထားရဲဆိုတဲ့ပုံစံမျိုးတွေပေါ့နော်။ဒါလည်းဟိုလွယ်တဲ့ကိစ္စမဟုတ်ဘူးလေ။အိမ်တော်ကြီးတစ်ခုဆိုတော့ဟုတ်တယ်မလား။ လွယ်တဲ့ကိစ္စမဟုတ်တဲ့ခါကျတော့ဆုံးဖြတ်ချက်ချဖို့ဟာလည်းပဲကိုမှဘလို့မှပေါ့နော်ဒါမဆုံးဖြတ်နိုင်ဘူးဒီလိုပဲဆက်သွားမှာလားပေါ့နော်ဒါနာကျင်ရဲ့နဲ့ပဲဆက်သွားနေရမှာလားအဲ့လိုမျိုးတွေပေါ့နော်ဒီအားလေးကကြတော့ကွာဒါတစ်ဖက်သူရဲ့ energy လည်းဖြစ်ရင်ဖြစ်နိုင်မယ်သူကတစ်ဖက်မှာအခုချိန်မှာတော့တကယ်ကိုပေါ့နော်ဒါတခြားတယောက်စီပေါ်မှာစိတ်ကိုတော်တော်လေးကို သူစိတ်တွေပါနေတဲ့ဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးလေးတော့ဒါရှိနေလို့ခံစားရတယ်အဲဒါနောက်တနည်းအနေနဲ့စဉ်းစားကြည့်မယ်ဆိုရင်တော့ကိုကတော့သူ့စီကနေဒီလိုမျိုးအရင်လိုမျိုးချစ်ချင်းနဲ့ပြန်ပြီးတော့တောင်းတတာမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်။ဒါပေမဲ့အဲ့ဒီအရာတွေကတိတ်တော့မဖြစ်နိုင်ဘူးဆိုတော့ပုံစံမျိုးလေးတွေကိုမြင်နေရတဲ့ခါကျတော့လေဒီဆက်ဆံရေးကတော့အရင်ကြီးတော့မကောင်းလို့ခံစားရတယ်ပေါ့နော်။တတ်နိုင်တလောက်တော့စောင့်ကြည့်ပေါ့စောင့်ကြည့်လို့မှအဆင်မပြေဘူးဆိုရင်တော့ကိုအနေနဲ့ ပေါ့နော်ဆုံးဖြတ်ချက်တစ်ခုကတော့ချရမှာပဲอืมကိုဒီတိုင်းပဲတိတ်ခံပြီးတော့ဆက်သွားမလားဒါမှမဟုတ်ရင်ဆုံးလို့မလားအဲ့တော့ဒီ oracle message လေးတွေအကိုမလေးတွေဂျန်ပေးနေလို့ဆိုတာလေးကိုကြည့်ပေးပါမယ်နော်ခါလိုက်ချင်ရင်နာကျင်ရတယ်များတဲ့ခါချင်ရင်လှုပ်ချလိုက်တာအကောင်းဆုံးမလှုပ်ချနိုင်သေးရတော့ကို့အနေနဲ့ပြင်ပန်းနေရမှာ တစုံတယောက်ကတော့ဘောနော်တစုံတယောက်ဆိုတော့ကိုယ့်ရတစ်ဖက်လူလည်းဖြစ်မှာပေါ့ကွာဒီလားနော်တစ်ဖက်လူလည်းဖြစ်မှာပေါ့အဲ့ဒီလူကတော့ပြောရမယ်ဆိုရင်တော့ကိုယ်ဘောနော်ဒါဒါဖုံးကွယ်ထားတာတွေလည်းရှိတယ်ဖုံးကွယ်ထားတယ်နော်ဟိုလူရမလားသူတချို့ရတယ်ဆိုရင်တိတ်ပြီးတော့ကိုယ်မပြောဘူးပေါ့ကွာဒီလားမလားဟိုဟုတ်ဘယ်လိုပြောမလဲသူ့အနေနဲ့သူ့စီမှာ ဘယ်လိုရမလဲတခါလေးကြရင်ကွာအဲ့ဒီຢာတွေကိုသူ့အနေနဲ့ဟိုတုံးချရင်လည်းခြောက်ရမယ်အဲ့ဒီဥစ္စာတွေကဘာကြီးလဲဆိုတာမသိရဘူးသူလျှို့ဝှက်ထားတဲ့ຢာတွေဥမာပေါ့နော်အိမ်တော်ကြီးတစ်ခုမှာအဆင်မပြေဖြစ်ကြတဲ့ခါပေါ့နော်ဟိုတယောက်နဲ့တယောက်ကရင်ထဲမှာဆိုင်ခဲတွေတိမ်ထားတတ်ကြတယ်အဲ့ဒီဆိုင်ခဲတွေကိုပေါ့နော်ဒါဘယ်လိုပြောမလဲကိုယ့်ရဲ့အာဏာချက်တွေတခုခုအဆင်ပြေဖြစ်တာလေဖြစ်ရင်ဖြစ်မယ် ာဒီဥတုအနေနဲ့တုံးချောင်းရတာမျိုးတွေစသဖြင့်ပေါ့နော်အဲ့လိုမျိုးကြီးလဲတာပြဿနာတွေဖြစ်တဲ့အခါကျရင်ရှုကောင်းရှိလာနိုင်တယ်ပေါ့နော်ဒါမှတခုရှိတာကတော့ဒီဆက်ဆံရေးကိုကတော့ပေါ့နော်ဒါသူ့ကိုတော့တကယ်လို့ပေါ့နော်ဒီလိုမျိုးတွေပြဿနာတွေကြုံနေရတယ်ဆိုရင်ကိုယ်အနေနဲ့ပေါ့နော်ဒီအိမ်တော်ရေးကိုလည်းမပြိုလဲခြင်းဘူးမပြိုခဲခြင်းဘူးဆိုရင်တော့နည်းနည်းလောက်တော့တစ်ထစ်တော့ရှော့ကြည့်လိုက်ပေါ့နော်တစ်ထစ်လောက်ရှော့ကြည့်လိုက်ရှော့ကြည့်လိုက်တဲ့အချိန်မှာ ဘာတွေဖြစ်လာမလဲစောင့်ကြည့်ပေါ့နော်အဲဒါသူ့ကိုခွင့်လွှတ်လိုက်တာပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုမှသူကထပ်ပြီးတော့ရောင်းတက်လာတယ်အဆင်မပြေဘူးဆိုရင်တော့ဒါလမ်းခွဲတဲ့ခွဲရမှာပဲဘလို့မှကိုယ့်ရဲ့ energy တွေကိုယ့်ရဲ့စိတ်ကောလူကောပေါ့နော်ဒါတော်တော်လေးကိုပြင်းမှန်းနေဆိုရင်တော့လွှတ်ချရမှာပဲနော်အဲ့လိုမျိုးလေးကိုတော့ဒါခံစားမိရပေါ့ကွနော်ဒီမှာ နောက်ကြောဓာတ်နဲ့ထိုးလိုက်မယ်မယုံကြည်ရဘူးပေါ့ကွာဒီလားနော်မယုံကြည်ရအောင် heart break pain နာကျင်မှုတွေ separation တွေပဲဖြစ်မယ်နော် shocking attack တွေကြောင့်ရတတ်တယ်ကိုမထင်ထားသလိုမျိုးတွေဖြစ်လာတာနော်ဒီဘယ်လိုပြောရမလဲကိုအရင်အဓိကတော့မထင်မထားတဲ့အရာတွေကွာဖြစ်လာတာမျိုးတွေကိုအနေနဲ့တချို့ဆိုကြုံတော့ကြုံပြီးဝဲတချို့ကျတော့ကြုံရလိမ့်မယ်အဲ့လိုကနေမှတဆင်ပေါ့နော်နှစ်ယောက်ကြားမှာတခေတ်ကိုပြင်မမှုတွေနာကျင်မှုတွေ တည်ရမလားအဲ့လိုမျိုးတွေပဲဖြစ်သွားလိမ့်မယ်အခါကျရင်တော့လုံးဝ separation ဖြစ်သွားလိမ့်မယ်အဲ့တော့ဒီဘိုင်လေးကိုယူတဲ့သူလေးတွေကတော့ဘာပဲဖြစ်ဖြစ်တတိထားပြီးတော့တော့စောင့်ကြည့်ပေါ့နော်အကယ်၍တကယ်လို့များသူကဒီလိုမျိုးဒီကိုယ်တကယ်ကိုနော်ဒါနာချင်မှုတွေပေးပြီးတော့တကယ်ကိုပေါ့နော်ဒါဘယ်လိုပြောမလဲ step in the back ပေါ့နော်ဒါအဲ့လိုမျိုးဒါဖြစ်တဲ့လူဆိုရင်တော့ တည်ကြတယ်လက်မတွဲသင့်တော့ဘူးဘလို့ခြေနေပဲဖြစ်ဖြစ်ကိုကတီးခံပြီးတော့လက်မတွဲသင့်ဘူးဒါလှုပ်သင်လှုပ်ချရမှာပဲဘလို့ပြောမလဲအစင်ပြေဦးလေကွာတဲ့မလားသူ့ကြောက်ကကို့အနေနဲ့ပြင်းမနာခြင်းရမှာတွေပဲရှိတယ်တော့ကိုလှုပ်ချရမယ့်အရာနော်ဒီမှာဆိုရင်သူကမတော့လေးကင်နာရနော်ဒီတော့နဲ့သူ့ကိုသူပြန်ဖွင့်လိုက်လို့ရတယ်နော်သူ့မှာတော့လည်းရှိတယ်တော့ကလောက်လည်းရှိတယ်သူ့ကိုသူပြန်ပြီးတော့ချီနောက်တာ ချီနောင်တော့သူများသူဟိုဂျီချီနောင်ထားတဲ့တော့သူကိုယ်တိုင်ဖွင့်လို့ရတယ်ဘာလို့ဆိုရင်လုံမြောက်သွားလိမ့်မယ်နော်ဘာမှအချီနောင်မခံနဲ့တစ်ခါလေကြရင်ပေါ့နော်ကိုရီကတော့ဒါပြိုခွဲချင်တော့တစ်ခုခုကိုစာနာထောက်ထားပြီးတော့ကြည်ကြည်တတ်ကြတယ်ဒါပေမဲ့တစ်ဖက်လူကအဲ့လိုမျိုးတွေမလုပ်လာတဲ့အခါတစ်ဖက်လူကပေါ့နော်ပူပူပြီးတော့ယုံမာလာတဲ့အခါလက်တွဲဖြုတ်တင်ဖြုတ်အောင်မှာပဲလို့ပြောချင်ပါတယ်နော် အဲ့တော့နည်းနည်းလေးပြောတာလေးမုတ်ပါသွားတယ် sorry ပါနည်းနည်းခံစားမိနေလို့ပါတည်လားเนาะအဲ့တော့ဒါလေးကတော့ပိုင်ဝန်းလေးတွက်တာ အကြံပေးထားတာကောဒါဖြစ်လာနိုင်ခြေရှိတာလေးတွေကိုပြပြပေးတာဖြစ်ပါတယ်เนาะအဲ့တော့တစ်ဖက်နဲ့ပေါ့เนาะအစဉ်ပြေလာလို့ဒါတချို့လေးတွေမိခွန်းထုတ်ရင်ထုတ်လိုက်မယ်ဆိုရင်တော့အဲ့ဒီဒီလိုကိုယ့်ရဲ့တစ်ဖက်လိုကတော့သူ့ရဲ့ဒီတပ်ပါတီနဲ့ကတော့ဒါမှုန်နေတဲ့အခြေအနေမှာရောက်နေပြီလို့ပဲပြောချင်တယ်เนาะ သူတို့ဘာသူတို့ကတော့အဆင်ပြေနေကြပါတယ်လို့နော်အဲကိုလည်းကိုဘာသာကိုအဆင်ပြေအောင်ဘာကိုရွေးချယ်မလဲဆိုတာကို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 ပဲဆုံးဖြတ်ဖို့လိုပါပြီနော်ငါပါရှင်ဒါလေးကတော့ပိုင်းတူးလေးတွေပါပိုင်းတူးလေးတွေယူထားတဲ့သူလေးတွေအတွက်ပေါ့နော်ဒါဟာ message လေး၃ခုဆွဲပေးมาဖြစ်ပါတယ်ကိုရဲ့ဒီအိမ်အောင်ရင်းကပေါ့နော်ကိုရဲ့တစ်ဖက်လူကအဲကိုပေါ့နော်ဒီလိုမျိုးကြီး ဖောက်ပြန်လာတယ်เนาะဒီကိုနောက်ကွယ်မှာဒါနောက်ပြောက်ထားတာလीလုံနေတယ်ဆိုရင်ကိုအနေနဲ့ဒီနေတော်လေးမှာဗားလေးဆက်ဖြစ်မယ်ဗားလေးကြုံလာရဖို့ရှိတယ်ဆိုတော့ကိုဖြစ်နေပါမှာဖြစ်ပါရဲ့ရှင် ီဆိုတာတောင်းအောင်ကြည့်မယ်နော်အဲ့တော့ဒီအိမ်တောင်ကြီးဒီကံကြမှာပေါ့နော်ခုလက်ရှိကြုံနေရတဲ့အခြေအနေတွေကအမ်တစ်ဖက်လူကဒါနောက်တယောက်ရှိနေပေါ့ကွာနောက်တယောက်ရှိနေတဲ့အချိန်မှာကို့အနေနဲ့ပေါ့နော်ဘာတွေဖြစ်နေမလဲဆိုတော့တော်တော်လေးကိုပင်မန်းဝမ်းပင်မန်းဆင်းရနေရတယ်နော်ဟိုကို့တယောက်แท้ပေါ့နော်ဒီမိသားစုကို လိုပြောရမလဲကွာတိတယ်မလားရုံးကန်နေရတယ်လို့မျိုးရန်အဝင်တော့ဝင်ပို့ရင်းများပြီးတော့လေးလံနေတဲ့ခံစားချက်တွေနဲ့ခုချိန်မှာဖြစ်ရင်လည်းဖြစ်နေလိမ့်မယ်ဒါတချို့လေးတွေပေါ့နော် energy ကိုက်လိမ့်မယ်အဲ့တော့ပြောမစင်ကွာအဲ့လိုမျိုးဖြစ်ရတယ်ဆိုတာကလည်းကိုကဒီနောင်ရေးကိုမပြိုလဲခြင်းတော့တချို့စင်ဒါကလေးတွေလည်းရှိတာလေးပဲဖြစ်မှာပဲနော်မပြိုလဲခြင်းတော့ကွာတိတယ်မလားမပြည့်စည်ခြင်းတော့ဒီလိုမျိုးကိုထိမ့်တိမ့်ထားရတာပေါ့နော်ကို့အနေနဲ့ဒီရှိသမျှဝင်နေအကုန်လုံးထမ်းပြီးတော့ ထင်း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 ပေါ်တော့ကိုအနေနဲ့စူးစမ်းနေရပြင်မဲ့အဆင်ပြေလားဆိုလည်းအဆင်ပြေမနေဘူးဟိုပြောမှဆင်ကွာလှချအတင်းတဲ့အရာမျိုးတွေဒါရှိတယ်ဆိုတာကိုလည်းကိုအုံတော့ထဲမှာကိုတည်တယ်တစ်ဖက်လူကကိုပေါ်မှာတကယ်ကိုဟိုရပြမလဲဂျင်နာမှုတွေကိစ္စမှုတွေဆိုတော့လုံးဝမရှိတော့ဘူးဒါတချို့ဆိုဟိုနောက်တောင်နဲ့ဟိုပေါ်တော့လိုမျိုးတောင်းနေကြတဲ့သူတွေတောင်ရှိရင်ရှိတော့တယ်နော် အဲ့လိုမှမဟုတ်ဆိုရင်လည်းအဲ့လိုမျိုးပေါ့နော်ဒီတစ်ဖက်လူကကိုနောက်ခွေမှာအဲ့လိုမျိုးပေါ့တခြားလူစီမှာပဲစိတ်ကိုရောက်နေတဲ့အခါကျတော့ပြင်ပန်းရတယ်ကွာကိုကလေကိုကပြင်ပန်းရတယ်အဲ့လိုဆိုတော့ဘာလို့ပြင်ပန်းရလဲဆိုတော့လေခုနကပြောတယ်ပေါ့နော် energy တွေကြောက်ပါပဲမပြိုခွဲခြင်းလို့အကြောင်းမျိုးမျိုးကြောက်စာနာထောက်ထားရမယ့်အရာတွေမျိုးမျိုးကြောက်ဒီလိုအရာတွေကကိုယ်ကိုဖမ်းဆွဲထားတဲ့အခါကျတော့ကိုယ်အနေနဲ့ပေါ့နော် တချို့ညာတွေလွမြောက်ခြင်းမိမဲ့လည်းမလွမြောက်တဲ့လိုမျိုးတွေဒီမှာဖြစ်နေတယ်။ဒါပိုင်ဝန်းလေးမှာလည်းဒီတဟန်းဟိုပါပေါ့နော်တဟန်းမကြတယ်မှာတဟန်းဝမ်းမန်းပေါ့။အဲ့လိုမျိုးတွေဆိုတော့လေလွမြောက်ဖို့ကိုယ်တိုင်ကပဲစူးစမ်းမှာပဲရမယ်။အခုကြည့်နေတဲ့ပိုင်တူးလေးတွေရှေ့လျှောက်ခံချင်မှာတော့ကောင်းလာဖို့တွေရှိတယ်။တကယ်လို့ဆိုလွမြောက်သွားမယ်ဆိုရင်ပေါ့နော်။ပြောမယ်ဆိုရင်တော့တစ်ဖက်လူရဲ့ energy ကိုခံစားမိတော့ကတော့ယုံကြည်ရလောက်တဲ့ energy မျိုးမှမရှိဘူး။ပြန်လည်ပြီးတော့တည်တယ်မလားအမှားကိုပြင်ဆင်မဲ့သူမျိုး အဲ့လိုမျိုးအနာဂျီမျိုးမရှိဘူးကိုယ့်ကိုပင်ပန်းမှုတွေပေါ့နော်အဲ့လိုမျိုးတွေပဲပေးမယ်ဆိုရင်အနာဂျီမျိုးတွေပဲမှခံစားနေရတယ်တူလားနော်အဲ့တော့တက်နိုင်တက်နိုင်ရင်တော့ကွာကိုစူးစမ်းမယ်နော်ဒီမှာဆိုရင်မှဟာဒီမှာကက်ကလေးတစ်ခုဆွဲလိုက်တယ်ဒါကတော့ရှက်ဖယ်တော့မဟုတ်ဒီတိုင်းပဲဟိုကက်ကိုယူဆွဲကြည့်လိုက်တာပေါ့နော်ဒါကက်ချိုးပြီးဆွဲကြည့်လိုက်လို့ရှင်မှာဒါလေးတစ်ခုကြာလာတယ်စစ်တော့ဆွဲ နာကျင်နေရတယ်ဆိုတော့လည်းမှန်ပါလားဒါပေမဲ့လည်းပေါ့နော်음ဒီနာကျင်မှုတွေကိုပြောရမယ်ဆိုရင်တော့ဘလောက်ပဲနာကျင်မှုတွေဖြစ်နေဖြစ်နေဒီမှာဆိုလည်းခလေးလေးပါတယ်ဒီမှာဆိုလည်းခလေးလေးပါတယ်နော်ဒါတချို့တွေဒီကိုကြည့်နေတဲ့သူလေးတွေကခလေးလေးတွေကိုပေါ့နော်ဒါကိုရဲ့တပ်သမီးလေးတွေကိုစာနာထောက်ထားပြီးတော့ဒီအိမ်အောင်ကြီးကိုထိမ့်သိမ့်နေရတဲ့သူတွေလည်းအများကြီးပါမယ်လို့ထင်တယ်နော်ထိုင်မဲ့လေတဲ့နော်ဒါတချို့ညာတွေကပြီးဆုံးဖို့ ရေစက်ကုန်ဘူးကြောင်းဖန်လာပြီဖြစ်ရင်တော့ကိုကထွက်ခွာတင်ထွက်ခွာခဲ့ရမှာပဲအဲ့လိုထွက်ခွာရတဲ့အတွက်ကြောင့်ပြောမစင်ကိုကိုဓာရီနဲ့စိုက်တယ်လို့မျိုးနာကျင်ရတယ်ဆိုပေမဲ့လေကိုဘယ်ဒီနာကျင်မှုတွေကနေပြီးတော့မှမှန်ကန်တဲ့လမ်းကြောင်းကိုပြပေးပါလိမ့်မယ်တဲ့နော်ဒီလိုမျိုးလမ်းကြောင်းပြပေးလိုက်ရင် Wish for Chun ရတကယ်ကိုကောင်းမွန်တဲ့ကံတရားတွေတကယ်ကိုကောင်းခြင်းတွေကိုဘုရားမှာရရှိလာလိုက်မယ်အဓိကတော့ကိုယ်တိုင်တတိရှိဖို့လေလိုတာပေါ့နော် ဆိုတော့ဆိုတော့အရင်ကျော် energy တော့ကောင်းနေတဲ့ခါကျတော့လေဟိုအဲကိုအဆင်ပြေဖို့ကြိုးစားကြည့်နေတယ်ဆိုရင်တော့မကြိုးစားနဲ့မဟုတ်ဘူးကြိုးစားပါကြိုးစားကြည့်ရတယ်တကယ်လို့လုံးဝအဆင်ပြေဘူးဆိုရင်တော့လက်လွတ်ဖို့ကိုကပြန်ပြီးကြိုးစားရမယ်ပေါ့နော်အဲ့ဒါကိုပြောချင်တာဒါမှတခုရှိတာကလေအမတို့ကဘလို့ပဲတိုက်တွန်းတိုက်တွန်းဘေးရသူတွေကဘလို့ပဲတိုက်တွန်းတိုက်တွန်းတချို့တွေဘူကျွေးတွေမကုန်သေးဘူးဆိုရင်တော့ကုန်အောင်ဆက်ကြရတယ်ခြေအောင်ဆက်ကြရတယ်အဲ့လိုဆိုရင်တော့ ဒီပင်မမှုတွေကိုစပ်ပြီးတော့ခံနေကြရတဲ့သူတွေရှိတယ်ဒါပေမဲ့ဝေကျွေးကုန်သွားတဲ့ခါရေစက်ကုန်သွားတဲ့ခါကျရင်တော့ဒီနောင်ကြီးကသူ့လိုလိုလမ်းမှန်ကိုရှောက်သွားမှာပဲကို့အနေနဲ့လည်းလမ်းကြောင်းမှန်ကိုရှာထုတ်သွားမှာပဲအဲ့လိုမျိုးဖြစ်လိမ့်မယ်လို့တော့မတော်ယုံကြည်တယ်အဲ့တော့ကိုယ်စိတ်ထဲမှာပြန်သားဖြစ်နေသေးတယ်ဆိုရင်တော့ဆိုတော့စောင့်ကြည့်ပါစောင့်ကြည့်ပြီးတော့မှအဆင်မပြေဘူးဆိုရင်တော့ဒါထွက်ချဖို့ကိုတော့ကြိုးစားရမှာပေါ့နော် အဲ့ Oracle ကလေးရင်နဲ့ဗာလေးရင်ပြောလဲမှာဟုတ်ခုအနေနဲ့ပေါ့နော်တိုးတက်လာဖို့ရှိတယ်ဒီမှာ base of the data မှာဆိုရင် hub program နော်မကောင်းတော့ဒါပြောမှဆိုရင်ပိုင်ဝန်းလေးလည်းအဲ့လိုပဲမကောင်းအားတက်အောင်ပြောလိုက်တာပိုင်ဝန်းသွားကြည့်တော့ကြပိုင်ဝန်းသွားကြည့်အောင်မယ်ဆိုရင်မပြောနဲ့ပိုင်ဝန်းနဲ့တိတ်မကောင်းပေါ့နော်ဘာဆိုတော့ငကိုတဲ့ဟိုကဒီ region ကြီးလိုက်တဲ့သူလေးတွေကလည်းဒီလို energy ပေါ့နော်ဒါရှိနေတဲ့အတွက်ကြောင့် ဒူရိုနဂျီဆိုတာဒီလိုမျိုးတွေပေါ့နော်ခံစားနေရတဲ့အတွက်ကြောင့်ဘရာဇာကလည်းကောင်းမှာမဟုတ်ဘူးဘာလို့လဲဆိုတော့ဒီလိုဖြစ်အောင်ဒီကိုယ့်ရဲ့တစ်ဖက်လုံးကပဲသူကိုယ်တိုင်ကပဲလှုပ်တာရောကန်ချင်မာကလည်းကိုယ့်ကိုဒီလိုမျိုးတွေကြုံလာစေဖို့ပို့ပြီးတော့တိုးတက်အောင်လို့ပို့ပြီးတော့ပေါ့နော်ဒါကိုကိုကိုကာကွယ်နိုင်အောင်လို့ဒီလိုမျိုးလောကရန်အစိုးတွေကိုကြုံပေးပြီးတော့ပေါ့နော်ကြုံတွေ့ပေးတယ်လို့ပဲဒါ တတ်မှတ်ပြီးတော့ဒီ lesson ကိုတခြားယူပြီးကြော်ဖြတ်ရမယ်အဲ့တော့ကိုဘွားမှာ wizard for ကျောင်းရကော scanning ရကိုတိုးတက်လာမှာရှိရဲ့နော်ဒီကိုအခြေအနေတွေပိုကောင်းလာမှာရှိတယ်ဒါပေမဲ့အခုဒီနောင်ရင်းနဲ့ပတ်သက်ပြီးတော့ heart break heart broken နော် separation breaker ကတော့ဗောနော်ဒါတစ်ချိန်ချိန်မှာတော့ဖြစ်သွားလိမ့်မယ်လို့တော့ထင်တယ်ဗောနော်အဲ့အတွက်ကြောင့်ဘာပဲဖြစ်ဖြစ်ဗောနော်ကိုအနေနဲ့ဟောတိခဏန်လောက်တိခံပြီးတော့အချိန်ကိုစောင့်ခြင်းစောင့်ကြည့်လုံးဝ မရတော့တဲ့ဇုံတော့ဒါလက်လွတ်နိုင်အောင်စူးစမ်းကြည့်ရမယ်အခုတည်းကနေပြီးတော့မှတတိရှိဖို့အတွက်ကိုကိုကိုသင်ယူထားပါကိုကိုလေ့ကျင့်ထားပါလို့တော့မှပြောချင်တယ်နော်ဒါအမဘလို့ပဲအကြံပေးပေးกว่าတည်တယ်မလားကိုရင်စူးစမ်းမှပဲရမှာဆိုတော့နိအော်ဒီ reading လေးကိုနားထောင်ပြီးတော့ကိုဘသားကိုကိုအသိဉာဏ်နဲ့ကိုဆုံးဖြတ်နောက်ပြီးတော့ကိုဒီလိုမျိုးပေါ့နော်ဆွဲထားတဲ့ဂျိုးတွေကနေလည်းလွတ်မြောက်အောင်လို့ကိုစူးစမ်းကြည့်တတိရှိကြည့်ရင်ဆိုင်ကြည့်အဲ့လိုမျိုးဆိုရင်တော့ကိုဒရက်က ကောင်းရှင်းနေရတဖန်ပြန်ပြီးတော့ရောက်လာပါလိမ့်မယ်เนาะအခုချိန်မှာအစိုးရကြုံနေရနေပဲလေအနာဂတ်မှာကောင်းချင်းလေးတွေကရောက်လာဖို့တွေလည်းရှိတယ်လို့လည်းထပ်ပြီးပြောလိုက်ပါစေเนาะအဲ့တော့ဒါလေးကတော့ပိုင်တူလေးပဲဖြစ်ပါတယ်ရှင်အခုလိုမျိုးနားထောင်ပြီးရင်အတွက်အခြေစုံများကြီးတင်ပါတယ် energy လေးတွေကန့်ညီလေဆိုရင်ဒါမှကို like and share man လေးတွေနဲ့အပိပအောင်လို့ပြောချင်ပါတယ်ရှင်အားလုံးပဲ see you ပါเนาะ bye bye